မြင့်တက်ငယ်ချန်တာကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇီရနဲ့ရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ရုပ်ထုနံွယ်တိုက်မြေပွဲလို့အမည်ရတဲ့ပုရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ င်ငတ်တာကတို့ရဲ့အော်မီတမ်းမအပတိတ်ဆိတ်ငြိမ်သက်နေတဲ့ရေပြာအိုင်ပန်ဝန်းကျင်မှာတော့မောင်ကောင်းတဲ့ခွန်လာတို့ငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်။သူတို့ရဲ့ရှေ့မှာတော့လက်နက်ဖက်ကိုနောက်ဖြစ်ပြီးလမ်းလျှောက်နေတဲ့အမေတို့တယောက်တရားဖြုတ်လိုက်တော့အမေတို့ကြီးရဲ့အတန်ကြောင့်မောင်ကောင်းတဲ့ခွန်လာတို့တရားဖြုတ်လိုက်ပြီးခြေထောက်နှစ်ဖက်ကိုအညောင်းဆန့်လိုက်ကြတယ်။ဘလို့လဲမေးသူတို့နှစ်ယောက်ကအဆင်ပြေပါမလား။မရသေးဘူးဆရာ။ဒီတခါတမာရီအာကောင်းတာလို့လည်းမရဘူး။ ကိုယ်တွေးကိုတခြားသူဝင်ဖက်လို့မရအောင်ဖုံးကွယ်ထားနိုင်မှုလို့တယ်။အမေတို့ကြီးစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့မျက်လုံးပြူးသွားပြီးအဲ့ဒီလူဟာအတွေးကိုတောင်ဝင်ကြည့်နိုင်တယ်။ဟုတ်လားမေး။ဟုတ်တယ်ကောင်းကလေး။မင်းတို့အခုရင်ဆိုင်ရမယ့်သူဟာတိတ်ကိုစေ့ဆက်တာ။သူဟာလူတယောက်ရဲ့မျက်နှာကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာကိုသိနိုင်တဲ့အစွမ်းနဲ့ရှိရဲ့။ဒါဆိုကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲမေး။ မင်းတို့ရဲ့စိတ်ကိုထက်ခါတလဲလဲလေ့ကျင့်နေဖို့လိုတယ်။ဟုတ်ကောင်းလေး။မင်းဟာငါဘာတူလဲဆရာနဲ့ဘလို့သိရလဲဆိုပြီးတော့တွေးနေရမလား။အမေအိုကြီးကခေါင်းလောက်လက်ညှိုးထိုးပြီးတော့ပြောလိုက်ရ။မြတ်စွာဘုရား။အမေကြီးကဘဘဘလို့သိနေရလဲ။ငါစိတ်ဖတ်တဲ့အတက်ကိုနှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့တာလေ။လူတယောက်ရဲ့စိတ်ကိုဖတ်နိုင်တဲ့ကျင့်စဉ်ထက်လူတယောက်ကကိုယ်စိတ်ကိုဝင်ဖတ်လို့မရနိုင်တဲ့ကျင့်စဉ်ကပို့ပြီးတော့ခက်ခဲတယ်။အမေကြီးပြောတာမှန်တယ် မင်းတို့လိုအရွေးချယ်ခံရရဒီကျင့်စဉ်ကိုတက်မြောက်ဖို့လိုအပ်တယ်။ကဲအခုတော့အစအနေပြန်စရအောင်။မင်းတို့ရဲ့စိတ်ကိုလေဟာပြင်းလို့ရှင်းလင်းနေအောင်လုပ်ထားကြ။အစပိုင်းမှာတော့ခက်ခဲပေမဲ့တဖြည်းဖြည်းလေ့ကျင့်ရင်အဆင်ပြေသွားပါလိမ့်မယ်။အမေတို့ကြီးလည်းမောင်ကောင်းတဲ့ခွန်လာတို့ကိုအစာစားချိန်အိပ်ဆက်ချိန်ကလွဲပြီးတော့အနီးကပ်တင်ကြားပေးခဲ့ရာတလားလောက်အကြာမှာတော့စိတ်အလင်းကအနေထိုင်စပြုတ်လာပြီးတော့နှစ်လားလောက်အကြာမှာတော့စိတ်တစ်ခုလုံးကဟာလာဟင်းလင်းဖြစ်သွားကအတွေးတွေကိုဖြတ်တောက်ပြစ်နိုင်ခဲ့ကြတယ် ဒီကာလအတွင်းမှာလည်းဘိုးကတုံးနဲ့တိုင်မောင်တို့နှစ်ယောက်ကနတ်ဖွဲ့ပရပိုက်ထဲမှာပါရှိတဲ့အစွမ်းထက်ဆမရီကိုတင်ယူခဲ့ကြပြီးမောင်ဆမကတော့အတွင်ပြောင်းခြင်းဆိုတဲ့စိတ်တကိုးပညာရက်ကိုလေးလာတင်ယူခဲ့ကြတယ်။အောင်မြတ်တာတို့ရေးပြအိမ်ကိုရောက်တာသုံးလတိတိပြည့်တဲ့ညတစ်ကောင်ချိန်မှာတော့ကောင်းငင်ကလည်းကြေရွေကြွေကြလာတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒါအောင်မြင်တော့အမေဟိုကြီးနဲ့အောင်မြတ်တာကတပည့်တွေအားလုံးကိုခေါ်ပြီးတော့စမ်းနှက်ခတ်တွေအရာတော့အချိန်တော့ကြာလာပြီ။ ဒါကြောင့်မကြခင်အချိန်တွင်တာဝန်ထမ်းဆောင်မှုတွားရတော့မှာမို့ကြံခဲ့တဲ့သူတွေက အမေကြီးရဲ့တင်ကြားမှုတွေကိုဘေးဥဒ္ဒဆိုင်လေးလာတင်ယူကြပါကျုပ်တပည့်တွေကိုအမေကြီးစီအပ်ပါတယ်တပည့်တွေအတွက်တော့စိတ်မပူပါနဲ့ဆရာတို့သာကြည့်ဥဆိုင်ကြပါမင်းတို့လည်းဒီတစ်ခေါက်တာဝန်အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါစေကွယ်ဟုတ်ကဲ့ပေးရစုနဲ့ပြည့်အောင်ကြိုးစားပါမယ်အမေကြီးကဲကဲအချိန်လဲကြပြီမို့လမ်းဖွင့်လိုက်တော့မယ်အမေဟိုကြီးကစကားဆုံးတာနဲ့ တေးတူတယ်လည်းနှစ်ဖက်ကိုပျော်ပြောင်းစွာဝေးရမ်းလိုက်ရာရေပြာရင်အလေကနေထချမ်းကွဲသွားပြီးအပြာရောင်ကနုတ်ပန်းလေးတွေစီချေထားတဲ့တကားတစ်ချက်ကပေါ်လာခဲ့တယ်။အောင်မဲတာလည်းရေပြင်ထက်မှာပေါ်လာတဲ့တကားစီကိုတွားဖို့ခြေလမ်းလိုက်ရာရေရောက်ကနေကြာပွဲပုံစံရေပန်းတွေကလမ်းတစ်ဖွဲဖြစ်တည်လာခဲ့တယ်။အောင်မဲတာရဲ့ခြေလမ်းတွေနောက်မှာတော့မောင်ကောင်းတဲ့ခွန်သားတို့လိုက်ပါလာပြီးတုံးရောက်စလုံးတကားတွေကိုဝင်လိုက်ချိန်မှာတော့မျက်လုံးတွေပြဝေသောကပဝန်းချင်းကလည်းရုပ်ကြီးပြောင်းလဲသွားခဲ့ပါတယ်။ဟေးအောင်ခွေးမလားမပြင်းနဲ့ ဒီကောင်မင်းရဲ့အသေးသာတက်ပြစ်ရင်သီးစာဆဲဆုံနေတဲ့အတန်နဲ့အတူအောင်မဲတာတော်စီကိုဒုတ်ဒေတာရီနဲ့ဆွဲကင်ထားတဲ့လူတောင်ရောက်ပြေးဝင်လာခဲ့တယ်။ဟေးဟေးမင်းတို့ရှိရနေအထုပ်ပိုက်ပြီးတော့ထွက်သွားတဲ့လူတယောက်ကိုမြင်လိုက်လား။မမြင်မိပါဘူး။အာမဖြစ်နိုင်တာ။အခုလေနေမင်းတို့ရက်နေတဲ့လမ်းကျိုးတွေကိုပြေးဝင်သွားတာ။တေချာပေါက်ကိုမြင်ရလိမ့်မယ်။ဟောဗျာ။တကယ်မမြင်ပါဘူးလို့ပြောနေရအောင်။ဟေးရ။မင်းစကားပြောရင်းလိုက်လား။ ငါတို့ဘာကောင်နေလို့ထင်လို့လဲအာဒီကောင်နေနေတော့ဒုက္ခပါပဲမောင်ကောင်းကခေါင်းကိုကုတ်ပြီးတော့အောင်မြတ်တာကိုလှမ်းကြည့်လိုက်ရဒီရမိတ်ဆွေတို့တောင်းပန်ပါတယ်ဗျာကျုပ်တို့ကတနေ့တကြီးကအခုမှရောက်လာကြတာဆိုတော့ဘယ်သူဘယ်ဝါမှမသိလို့ပါပေါ့လားထားလိုက်ပါတော့ကွာဟိုကောင်းတော့ပဲဆက်လိုက်ရအောင်တောင်းရုံထဲမှာအသက်အကြီးဆုံးလူရဲ့စကားကြောင့်ကျန်တဲ့နှစ်ယောက်ကဘာမှမပြောတော့ပဲလမ်းကျိုးလေးတွေကိုပြေးဝင်သွားခဲ့ကြတယ်အောင်မြတ်တာလည်းအဆိုပါလူတောင်းရုံမြင်းမွေးကနေပျောက်သွားတော့မှာ အပေါ်မောကြည့်ပြီးတော့ဟဲ့ကောင်စိတ်လာခဲ့တော့မင်းကိုလိုက်နေတဲ့သူတွေမရှိတော့ဘူးအဲ့လိုပြောလိုက်ရတပည့်မောကနေအထောက်တထောက်ကိုပိုက်ထားတဲ့လူတယောက်ကခုံချလာခဲ့တယ်ခမ ्या ကျုပ်အပင်မောရောက်နေတော့ဘလို့သိတာလဲမင်းရဲ့ပြေးလာတဲ့ခြေရာတွေကတပည့်အောင်မှပျောက်သွားတာလေဒီမှာကြည့်ပါလားအမေတာစကားကြောင့်အထောက်ပိုက်ထားတဲ့သူကသဘောကျစွာကြီးလိုက်ပြီးခမ ्या တို့လို့တော့ဟိုကောင်လေးညံကောင်းမယ်ဆိုရင်တော့ကျုပ်ကိုမိနေလောက်ပြီဗျ မင်းကသူတို့စီကဘာပစ္စည်းကိုခိုးလာလဲတကယ်တော့ကျုပ်ကခိုးလာတာမဟုတ်ဘူးဗျဒီကောင်တွေမတရားယူလာတဲ့ပစ္စည်းတွေကိုပြန်မြဝယ်ဖို့ယူလာတာသူတို့ကဘယ်လိုလုပ်ပြီးမတရားယူလာရလဲခင်ဗျားတို့ပုံစံကြည့်ရအတိမဲ့ပုံလည်းမပေါ်ပါဘူးဒီကောင်တွေကရွာစဉ်လှည့်ပြီးတော့မိုက်ကြီးခွဲနေတဲ့လူမိုက်တွေလေသူတို့ကရွာလုံးကျုံကြီးရွာကာကွယ်ရေးတွေဆိုပြီးတော့ငွေတွေလိုက်ကောက်တာလေငွေပေးတဲ့အိမ်ကတော့ကောင်းပြောင်းအောင်အေးရပြီးမပေးတဲ့အိမ်တွေကတော့ဘယ်အချိန်တမျှဝင်တိုင်းမလဲ ဘယ်ချိန်တခိုးဝင်ခုံးမလဲဆိုပြီးတော့တွေးပူနေရတာဗျို။အဲ့လိုလဲရှိတာပဲလား။ရှိတာပေါ့။တခိုးဓမြရဲဆိုတာလည်းသူတို့လက်အောက်ကကောင်းနေပဲလေ။ဒီဘက်မှာကကိုရွာလူကြီးရဲ့အမိန်ကဥပဒေပဲ။ဓမြတိုက်ခိုက်ရလို့ရွာလူကြီးကိုတော့သွားမတိုင်နဲ့။ပါသွားတာတွေမရတဲ့အပြင်စဲကံမှာထိနေရမယ်။ဒီတော့မင်းကသူတို့ရတာတဲ့ငွေတွေကိုခိုးလာတာပေါ့။ဟဲ့ဟဲ့ဒါပေါ့ဗျ။ခိုးရဲဆိုလို့အထင်မသေးနဲ့နော်။ကျုပ်ကတခိုးဆိုပေမဲ့ငတက်ပြားလို့တခိုးဗျ။ တွားပြီဗျို့အထောက်ပိုက်ထားတဲ့လူကစကားဆုံးတာနဲ့ပေါင်ဝင်တစ်ချက်ပုတ်ပြီးတော့ဘေးမှာရှိနေတဲ့တစ်ပင်မော်ကိုဆွေကနေကောင်တက်ကတကိုင်းတကိုင်းနဲ့တကိုင်းစီကူးသွားရင်းနဲ့ပျောက်ကွယ်သွားခဲ့တယ်။ဒီကောင်ကကြောင်တက်ကြောင်စင်အောင်လာတာပဲ။ဒီဘုံကသူ့ထက်ကလူစွမ်းကောင်းနဲ့စုရတာမဟုတ်တတိတော်ထားရလိမ့်မယ်နော်။အောင်မက်တာလည်းမောင်ကောင်းနဲ့ခုံးလာကိုတတိပေးလိုက်ပြီးမိကိုတလူလူထွက်နေတဲ့ရွာစီကိုထွက်လာခဲ့ကြတယ်။ဟေးမင်းတို့ကဘာတူတွေလဲ။ ရွာထက်ကကင်းထဲမှာထိုင်နေတဲ့သူကငှက်ကြီးတောင်တားကိုဆွဲပြီးတော့အောင်မြင်သားတို့စီကိုရှောက်လာခဲ့တယ်။ခရီးသွားတွေပါဗျာ။လမ်းမှာတောက်ဆရာကြီးပြတ်သွားလို့ရွာထဲမှာအကူကြီးလာတောင်းတာပါ။မင်းတို့အိတ်တွေပြသန်း။ကင်းသမားလွယ်အိတ်တွေကိုမှွေးနှောက်ကြည့်ရာမှန်တဲ့ချက်နဲ့အဝေဟောင်းတွေကလွဲလို့ဘာမှထွက်မလာတာကြောင့်လေတံပြောင်းသွားပြီးစိတ်တော့မရှိပါနဲ့ဗျာ။ကျုပ်ကတောင်းဝန်ရမေးရတာမို့ပါ။ရပါတယ်ဗျာ။ဒါနဲ့ဒီရရွာတွေအကောင်လုံးကအခုလိုတင်းကျပ်တာလား။ အခုရပိုင်းအချားရွာဘက်တွေကဓမြတိုက်တာလူတက်တာတွေဖြစ်နေတာကြောင့်ကိုရွာသားရဲ့အမိန်နဲ့အဝင်ထွက်တွေကိုဆင့်နေရတာကိုရွာသားဆိုတာကဒီအနီးတစ်ဝိုက်ကရွာကိုရွာကိုအုပ်ချုပ်ရလို့ကိုရွာသားလို့ခေါ်တာပြောရရင်တကြီးပေါ့ဗျာဩကျတို့ကအခုမှရောက်ဘူးတော့မသိလို့မေးကြည့်တာပါဒါဆိုရေသွားခတ်လိုက်အောင်မယ်နော်အောင်မြတ်သားတို့လည်းကင်းသမောက်လေးချိုးသွေးပြီးတော့ရေရင်းနဲ့ရေကိုခက်ကရေပူတွေဖြစ်နေတဲ့ချိန်မြင်းလေးကောင်ကရတဲ့ရထားကိုစီးပြီး ရွာထဲကနေထွက်လာတဲ့လူတယောက်ကိုမြင်လိုက်ရတယ်။ခွန်းလားခွန်းလားဟိုမှာကြည့်စမ်းဆရာနဲ့တပုံစံနဲ့တူနေပါလား။တကယ်တူတာဟေးသပင်ရောရုပ်ရည်ရောတပုံစံနဲ့ပါလား။ဒါကိုကင်းသမားဘာလို့မသိရလဲ။မသိတာမဟုတ်ဘူးမောင်ကောင်းရ။တို့အမြင်မှာငါရုပ်အစ်စ်ကိုမမြင်ရအောင်လုပ်ထားတာဒီမှာကြည့်။အောင်မေတ္တာလွယ်ထဲမှာပါလာတဲ့မှန်ကိုထောင်ပြလိုက်ရာမှန်ထဲမှာပေါ်နေတဲ့ရုပ်ကအခြားပုံစံဖြစ်နေတာမြင်လဲရတယ် ဩဆရာကြိုပြီးတော့အကွက်မြင်လို့တော်ပါသေးတယ်ဗျာဒါနဲ့အခုမြင်နေရတဲ့သူကကိုးရွာစားပဲဖြစ်ရမယ်သူကဒီရွာရဲ့ပေါ်တော်တော်ဩဇာညောင်းနေပုံပဲနော်စီးရတော့မြင်းလေးကောင်ကားတဲ့ရင်ဆိုတော့ဆရာပြောတာဖြစ်နိုင်တယ်ကျွန်တော်တို့အခုသူ့ကိုဘာလို့ရမလဲဒီအချိန်မှာသူ့အရှိကိုတွားရင် ရိတ်မိသွားလိမ့်မယ်အချိန်ခဏလောက်စောင့်ပါဦးအမေတော်လည်းရည်ရင်းပေးမှထိုင်ပြီးတော့ရထားလုံးထွက်သွားတဲ့နောက်ကိုငေးကြည့်နေခဲ့ကြတယ် အဲ့ဒီချိန်ရထားလုံးကသွားနေရတဲ့တီကနေရက်လိုက်ပြီးလဲဘောကနေအလွန်တက်ရချောမောလာတဲ့လူတယောက်ကဆင်းလာခဲ့ပြီးအောင်မက်တာတို့ရှိရဲ့ဘက်ကိုရှောက်လာတာကိုမြင်လဲရတယ်။မောင်ကောင်ခေါလာတတိထားအောင်မက်တာကတတိပေးလိုက်ပြီးတော့ရေဘူးကိုမောတောက်တဲ့ဟန်လောက်နေခဲ့တယ်။ဒီကမိတ်ဆွေတွေကိုဒီရွာမှာမမြင်ဘူးနော်။ဘယ်ရွာလာကြရလဲ။ထိုသူကခေါလာရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးတော့မေးလိုက်တာကြောင့်တောင်းတာကပြကြရဖြစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ရွာနာမည်ကိုမှားပြေးမိလိုက်တာနဲ့ တို့စီစဉ်တာရယ်ပြက်မအောင်သိနေလို့ပဲ။အိုဟိုအိုတို့ကအများတလုံးရွာပါကျုပ်စီကိုလာလေကြတဲ့မိတ်ဆွေကြီးလေ။ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်အောင်မြတ်သားကိုလှည့်ကြည့်လိုက်ရာစင်ဆွေရောင်တီရှပ်နဲ့အပြာကွက်စိတ်လုံးကြီးကိုဝတ်ဆင်ထားတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။အော်ကိုလုံးစိရဲ့မိတ်ဆွေတွေကိုကျုပ်ရဲ့ရွာရဲ့ထဲမှာတို့တို့တကားမှမမြင်ဘူးလို့ကြည်နေတာ။လက်ဆက်သက်တော့အများတလုံးရွာဖြစ်နေတာကိုဟုတ်ပါတယ်ရွာသား တုတ်ရဲ့အလုပ်ကိုမြတ်သလုံဘက်မှာစမ်းလုပ်ကြည့်မလို့စဉ်းစားနေရလေ။ကောင်းပါတယ်ဗျာအလုပ်ကတော့ချဲ့တဲ့ချဲ့ရမှာပေါ့။ဟောခမရကျုပ်ကိုချီးကျူးလို့နေပါပြီ။အဆက်ဆက်မရှိပြောလိုက်တဲ့စကားကြောင့်အောင်မြတ်သားတို့နားလျှောက်သွားပေမဲ့လုံးစစ်ဆိုတဲ့သူကသဘောကျစွာကြီးလိုက်ပြီးရွာသားရဲ့စိတ်ဖက်နိုင်စွာရတော့အံ့ဩစရာပဲဗျာ။ကျုပ်ကရွာနေလူတွေရဲ့ရုပ်တွေကိုတယောက်မကြံမှတ်မိနေတဲ့ရွာသားရဲ့ပညာကိုစိတ်ထဲကနေချီးကျူးနေမိတာ။ဟင်းဟင်း ဒီလောက်လည်းမဟုတ်ပါဘူးဗျာကဲကဲဧည့်သည်တွေအားနာစရာဖြစ်နေပြီမို့ကြို့သွားလိုက်ပါဦးမယ်ရွာသားဆိုတဲ့သူကပြန်လဲထွက်မှာအောင်မက်တာတွေရဲ့မျက်လုံးတွေကိုမတိမတားလေးစိုက်ကြည့်သွားခဲ့တယ်မြင်းလေးကောင်ကတာတဲ့ယထာလုံးကထွက်သွားချိန်မှာတော့အောင်မက်တာလုံးစစ်ဆိုသူကိုကြည့်ပြီးတော့ခမည်းတော်ဒီလိုကြောက်ရော်လဲငါတက်ပြားနဲ့မတူတော့ပါလားအခုလိုကျုပ်တို့ကူညီပေးတာကျေးဇူးတင်ပါတယ်ကျုပ်ကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ဆက်တယ်လို့ပဲသဘောထားလိုက်ပါလာဗျာကျုပ်အိမ်ကိုလိုက်ခဲ့ကြ ရုံးစည်းဆိုသူရဲ့ဖိတ်ခေါ်မှုကိုအောင်မြတ်တာတို့ဆရာတပည့်တွေမငြင်းနိုင်တော့ပဲလိုက်သွားခဲ့ပါတော့တယ်။ခမရရွာမြန်နှဖုံးတထေးပဲ။မောင်ကောင်းကလုံးစည်းရဲ့အိမ်ကိုငေးကြည့်ပြီးတော့ပြောလိုက်ရ။ဒါကျုပ်ရဲ့မိဘဘိုးဘွားတွေပိုင်နာတဲ့ပစ္စည်းတွေနဲ့စောက်ထားတာနော်။ခမရတို့တမျိုးထင်နေမှာဆိုလို့ကြိုးပြောတာလား။အော်ကျုပ်တို့ကဒီလိုအတွေ့အမျိုးလုံးဝမတွေ့တာပါဗျာ။ဒါနဲ့ခုနကခမရနဲ့စကားပြောနေတဲ့ရွာသားဆိုတဲ့သူကဘယ်လိုပုံကူမျိုးလဲ။ ။ "तू อ่ะยัวบาง9ยัวอပိုင်ซ้าย่าได้ดูบ่။ तू มาอา9ยัวเนี่ยตะเป๋บางมากกว่าชื่อดิโล။ तू โกรันอ่ะแหละคันมันโลไม่ย่าได้ปัญญาเดียวตัดหมี่ยวท่าได้။ तू อ่ะอပိုင်ซ้าย่าได้ยัว9ยัวลงมาชื่อได้ตูเนี่ยญาณาเดียวก็แหละมัดมิเลยลิ။ data จังขะมย่าโตตู้อပိုင်ซ้ายัวไม่หุเดะญาตะหลนยัวอะโลเล็งပြောไล่ตา။ตอบาดีเหยเปีย။ကျုပ်တို့ကရေငတ်လို့ရေတောင်းတောက်ဖို့ဝင်လာရင်လည်းအခုလိုဆုံခဲ့တာမို့ဘာပြောရမှမသိဘူးဖြစ်နေတာစကားမဆက်ခင်ဗျားတို့ကဘယ်ရွာနေလာကြတာလဲ ကျုပ်တို့ဇာတိကအောင်ကန္တာရွာပါရွာမှာအလောက်ကင်မကောင်းတော့မြို့တက်အလောက်လို့ဖို့ထွက်လာခဲ့ကြတာအောင်ကန္တာရွာကျုပ်လည်းမကြားဘူးပါလားဒီကနေ့ဆိုတပတ်ဆယ်ရက်လောက်သွားရလိမ့်မယ်ခေါင်ကလည်းအရန်ခေါင်တော့မသိတာနေမှာလွန်စစ်ကအောင်မြတ်သာပြောနေတာတွေကိုစိတ်ဝင်စားစွာနားထောင်ပြီးမှခေါင်းတညင်ရင်လောက်ကဒီဘက်မှာတော့ရွာသားရဲ့အမိဟာဥပဒေပဲဒါကြောင့်ခင်ဗျားတို့ကြောက်စီမှာအလောက်လို့မယ်ဆိုသူ့ဆရာခွင့်ပြုချက်လိုလိမ့်မယ် ။ "तू อ่ะရွာတဲ့ကိုလူစိမ်းနေဝင်တာတိတ်မကြိုက်ပဲမဲ့ကျုပ်ပြောရင်တော့လက်ခံပါပါ။ကျုပ်တို့ကြောင့်လှုပ်ရှုပ်မခံပါနဲ့။ရွာတဲ့ကိုလူစိမ်းပေးမဝင်ဘူးဆိုရင်လည်းကျုပ်တို့ထွက်သွားလိုက်ပါမယ်။ရောက်တုံးရောက်ခိုက်တော့တရက်နှစ်ရက်တော့နေကြပါအောင်ဗျာ။တိုက်တိုက်ဆိုင်ဆိုင်ဒီညရွာမှာလူတိုက်ပြိုင်ပွဲရှိတယ်ဗျ။လူတိုက်ပြိုင်ပွဲ?ဟုတ်လား။ကျုပ်ပြင်တကားမှမကြဘူး။ညရောက်ရင်တွေ့ပါလိမ့်မယ်အခုတော့ခဏနားလိုက်ကြအောင်ကျုပ်လည်းရလာတဲ့ပစ္စည်းတွေကိုခွဲခြံစိတ်ပြလိုက်အောင်မယ် လူစစ်ဆိုသူကထွက်သွားတော့အောင်မြတ်သာအိမ်ုံလှည့်ပတ်ကြည့်လိုက်ပြီးမတိမတာပြောင်းလိုက်ပါတော့တယ်။နေရဲ့အလေးရောင်ပျောက်ဆုံးလို့အမောင်ရဲ့အချို့ကတိမ့်လာတဲ့ရွာထဲမှာနေတဲ့သူတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ကြတယ်။တချို့တွေကဝက်ကောင်းစားလာတွေဝတ်ဆင်ထားကြသလိုတချို့တွေကလည်းအိမ်ရှိမြေကွက်လမ်းမှာထိုင်ပြီးတော့မိဘဘိုးဘွားတွေကိုကတော့နေတာကိုမြင်လိုက်ရတယ်။အောင်မြတ်သာကိုလည်းရွာရဲ့ထူးစားတဲ့ဓလေ့ကိုစိတ်ဝင်စားဖွယ်စောင့်ကြည့်နေခဲ့ကြတယ်။ညနေညေကိုမတိတတိအချိန်ရောက်မှာတော့ ကာကြိုးတစားတွေစီရင်ထားတဲ့မြင်းရထားတစီးကရွာလမ်းမအတိုင်းဝင်လာခဲ့တယ်လို့မြင်းရထားရဲ့နောက်မှာတော့မြင်းဖြူတကောင်ဆွဲထားတဲ့မြင်းလင်ငါးစီးကတက်လျက်လိုက်ပါလာခဲ့တယ်။ဟဲ့လူတွေဘာတွေစိတ်ဝင်စားကြည့်နေတာလဲ။ဘာမှမဟုတ်ပါဘူးဗျာ။မြင်းရထားတန်ကြလို့ထွက်ကြည့်တာပါ။မောင်ကောင်းစကားကြောင့်လုံးစစ်ကကြီးလိုက်ပြီးတော့ကိုလူကရွာသားရဲ့မြင်းထားကိုကြည်နေတာ哦ဒါနဲ့သူ့အနောက်မှာပါလာတဲ့မြင်းလဲတွေကိုရောစိတ်မဝင်စားဘူးလား ကျုပ်လည်းမင်းမလို့ပဲအဲ့ဒီမြင်းဖြူတွေဆွဲထားတဲ့လက်ရည်ထဲမှာဘသူတွေပါနေရလဲရွာသားရဲ့ကျင်ရတော်တွေလေဗျာဒီမျိုးသမီးတွေကသူကိုယ်တိုင်တော်ကောက်ထားတဲ့လက်ရဇနီးမယားတွေပဲလက်ရဇနီးမယားဆိုတာပါလဲဗျပွဲလန်းတပင်တက်တဲ့အခါကိုယ်ပိုင်လှဲနဲ့သွားလို့ရတဲ့ဇနီးတွေကိုပြောတာဟင်ဒါဆိုသူ့မှာနောက်ထပ်မိန်းမတွေရှိနေသေးရလားရှိတာပေါ့နာမည်မခန့်နားတဲ့မိန်းမတွေအများကြီးရှိသေးတယ် မိမတွေကလည်းရွာသားဆိုရင်တဲတဲလို့ဖြစ်နေကြတာလေကဲစကားကောင်းနေတာနဲ့လူတိုက်ပွဲမှာနေရာမရဖြစ်တော့မယ်လာပြသွားကြရအောင်လူစစ်ကမောင်ကောင်းတို့ကိုခေါ်ပြီးတော့ရွာနောက်ဘက်ကွင်းမြင့်ဘက်ကိုထွက်လာခဲ့လိုက်တယ်လေကွင်းမြင့်ကိုညီညာအောင်ပြုတ်လုထားတဲ့ကွင်းမြင့်တဝိုင်းမှာတော့ဈေးတယ်တွေအများပြားရှိနေပြီးကွင်းအလယ်မှာတော့လူတစ်ပတ်စာကန့်ကြီးမားတဲ့မီးတိုင်၆တိုင်ကိုထိုးနှားတာကိုမြင်လိုက်ရတယ်ဒါကခမားတို့ရွာရဲ့ရိုးရတလေတခုလားအင်းဆိုပါတော့ဗျာ ဒီလိုပွဲတော်တွေကကြုံရခဲ့တယ်ဆိုတော့လူတွေကြစ်ကြစ်တို့စီကားနေတာပဲကြည်ဗျာမောင်ကောင်းတဲ့လူစစ်တို့ကစကားပြောနေတဲ့အချိန်အောင်မြတ်သာအစင်တစားရဲစီရင်ထားတဲ့ပွဲကြီးစီမကိုစူးစိုက်ကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာကျဲလောင်စွာထွက်ပေါ်လာတဲ့မောင်တီတန်ကြောင့်ကွေးမြင့်ပေးမှာရှိနေတဲ့လူတွေအားလုံးမိကိုရင်းနဲ့ဖျန်းလိုက်သလိုတိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီအချိန်ပွဲကြီးစီမထိုင်နေတဲ့ရွာသားလူအုပ်ကိုဝေးကြည့်လိုက်ပြီးတော့ဒီနေ့ကကျောက်တူရွာရဲ့ဓလိထုံးတဲ့အရာနှစ်ပေါင်းများစွာလက်ဆင့်ကန်ထိန်းသိမ်းလာတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ် ီပွဲတော်ဟာကျောက်တို့ရွာသူရွာသားတွေရဲ့အစွမ်းကိုပြရမယ့်ပွဲတစ်ခုလည်းဖြစ်တယ်။ဒီပြိုင်ပွဲမှာတနာညတာမှုဆိုတာမရှိဘူး။နူးညံ့မှုဆိုတာမရှိဘူး။စီမင်းစီကန်းဆိုတာလည်းမရှိဘူး။ပြိုင်ပွဲဝင်သူနှစ်ယောက်ရှိရင်တယောက်ကသေဟိုသေးရလိမ့်မယ်။ဒီနေ့ကကျောက်တို့အတွက်အရန်ကိုထူးခြားတဲ့နေ့ဖြစ်တာကြောင့်ပရိသတ်တွေသဘောကျမဲ့ပြိုင်ပွဲတစ်ခုကိုနောက်ဆုံးမှထည့်သွင်းပေးထားပါတယ်။အဲ့လိုပြောလိုက်တဲ့အချိန်ပရိသတ်တွေစီကနေလက်သီးလက်မောင်းတန်းပြီးတော့ကျုံဝါတန်အော်ဟစ်အားပေးတန်တွေဟိန်ထွက်လာခဲ့တယ်။အောင်မြတ်တာကိုလည်းရွာသားရဲ့စကားကြောင့် မကြခင်အချိန်အတွင်းဒီကွေးမြေမှာတွေးချောင်းစီးတော့မယ်ဆိုတော့ရိမ့်မိခဲ့ကြတယ်။လွန်စစ်ကတော့ဖြစ်ရိုးဖြစ်စဉ်ပုံစံအတိုင်းလက်ခုပ်လက်ဝါးတီးပြီးအားပေးနေခဲ့သလိုတစ်ချက်တစ်ချက်အောင်မဲ့တာတို့မတိမတားလည်းအကဲခတ်နေတာကိုမြင်လဲရတယ်။လူတိုက်ပွဲရဲ့ပထမပွဲစဉ်မှာတော့လူလက်ပန်းယောက်ျားနှစ်ယောက်ကလက်ဝဲရိမ့်တွေပြပြီးတော့ထိုးတက်ခဲ့ကြတယ်။လက်ဝဲပွဲကိုလက်သီးချင်းရှင်ထိုးတာလည်းပဲမြင်ခဲ့မှုတဲ့အောင်မဲ့တာတို့အနေနဲ့ဒီရွာရဲ့လက်ဝဲပွဲကိုမြင်တော့ပါးစပ်အဟောင်းသားဖြစ်အောင်အံ့ဩသွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့လက်ဝဲထိုးတဲ့သူတွေက မိမိတို့ရဲ့လက်ရည်တွေမှာခြုံထက်နေတဲ့တန်ကြိုတွေစိုက်ပြီးတော့ထိုးနေကြလို့ပဲကျစ်လက်တံမာတဲ့ခန္ဓာကိုယ်တွေကတခဏလေးအတွင်းမှာပဲတန်ကြိုနေနဲ့ထိခိုက်မိပြီးတော့သွေးတံတွေရေဖြစ်လာခဲ့ကြတယ်လက်ဝိတ်တမာနှစ်ယောက်ကလည်းမျက်နှာတွေပေါက်ပြဲအောင်မနာနဲ့ထိုးချိတ်နေကြပေမဲ့သူတို့ပုံစံနာကျင်မှုကိုလည်းမပြမောပန်းခြင်းကိုလည်းမပြတာကိုသတိထားမိခဲ့တယ်ဆရာပွဲကြီးစင်မောကလူဟာကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်ခွန်လာအောင်မေတ္တာနာကိုကပ်ပြီးတော့ပြောလိုက်တာကြောင့်မတိမတာလေးလှမ်းကြည့်လိုက်ရာ ပွဲကြီးစင်ပေါ်ကနေသူတို့စားကြည့်နေတဲ့ရွာသားဆိုတဲ့သူကိုမြင်လိုက်ရတယ်။ဟေးမောင်ဖေတိုးတယ်ကွာတိတ်လိုက်စမ်းဟုတ်ပြီထိုးတာအသေးသာတက်ရွာသားတွေရဲ့အားပေးမှုကပြင်းထန်လာခဲ့တယ်လို့မျက်နှာပြင်တွေမှာလည်းရက်စက်မှုအရေးယောင်နေပေါ်လာခဲ့တယ်။မကြာမီအချိန်အတွင်းကားစီးအနီပတ်ထားတဲ့လူရဲ့မျက်လုံးတစ်ဖက်ကမြေကြီးပေါ်ပြုတ်ထွက်လာခဲ့တယ်လို့ပါဇက်နှကောင်းမျက်လုံးထဲကနေလည်းတွေးရီစီးကြကဘိုင်းကနေလဲကြသွားပါတော့တယ်။ရွာသားကအနံ့ရသွားတဲ့သူကို ချွေသားအတိပြီးတဲ့လင်မန်းတစ်ချက်ဆူးချပြီးပွဲကြီးစဉ်ရဲ့ဘေးမှာထိုင်နေခဲ့တယ်။ဒုတိယပွဲစဉ်အနေနဲ့ဆယ်ကျော်တက်မိန်းကလေးနှစ်ယောက်ကအနီယာအထုပ်ကိုလက်မပိုက်ပြီးတော့ကွင်းမြင်ထဲကိုဝင်လာခဲ့ကြတယ်။ပွဲစပြီဆိုတာနဲ့လက်ထဲကင်တာနဲ့အထုပ်ကိုဖြွင့်ချပြီးမန်တန်တပုတ်ကိုပြိုင်သူရွက်လိုက်ရာသူတို့ရဲ့ရှေ့ကနေဒုံစွာကြောက်မပွဲကောင်းတဲ့ဘလူးတကောင်စီပေါ်လာခဲ့တယ်။ဒါအောက်လန်းအတက်ပဲ။ခွန်းကနှုတ်ကနေလှုပ်ကနေထွက်သွားတာကြောင့်ဘေးမှာထိုင်နေတဲ့လူစစ်ကဖြတ်ကနေလှည့်ကြည့်ပြီးတော့ ခမရဒီပညာရဲ့အကြောင်းကိုသိနေတာလားအယောက်ကနေအကောင်ပေါ်လာမှာတော့အောင်လန်းပညာသုံးလားလို့ပဲလေဒါကလေးတောင်သိနေတာပဲဟုတ်ဟဲ့တုတ်ကဒီအတိုင်းမေးလိုက်တာပါဗျလွန်စိတ်ကရေကြဲကြဲလှုပ်ပြီးတော့ဘလူးနှက်ကောင်တိုက်ခိုက်နေတဲ့ကွင်းမြင်ဘက်ကိုငေးကြည့်နေခဲ့တယ်ဘလူးနှက်ကောင်ကကဘာရံမတ်တွေအလားတဲကြီးမဲကြီးတိုက်ခိုက်ပြီးတော့နောက်ဆုံးမှာတော့ခန္ဓာကိုယ်မှာစူးတွေပေါက်နေတဲ့ဘလူးကအမွေးကျန်းတွေပေါက်နေတဲ့ဘလူးရဲ့လေတိုင်းကိုကျုပ်ခနဲ့ဆွဲချိုးလိုက်ပါတော့တယ်ပြိုင်ပွဲအနိုင်ရှုံထွက်ပေါ်လာတဲ့အချိန်မှာပဲ အမွေးကျန်းနေပေါက်နေတဲ့ဘလူးကရှောင်းသွားတဲ့မိန်းကလေးစီကိုပြေးဝင်သွားပြီးခြုံထက်နေတဲ့လက်သေးရည်နဲ့ရင်ကိုခွဲကသွေးစိမ့်နဲ့ပန်းထွက်နေတဲ့နှလုံးကိုအားရပါရစားပါလေရောဒီမြင်ကွင်းကိုကြည့်နေတဲ့အောင်မက်တာမျက်နှာကိုဘေးလွှဲလိုက်ပြီးတော့လူတိုက်ပွဲဆိုတာဒါကိုပြောရလားဟုတ်တယ်လေဒီလိုပွဲမျိုးကအရန်ကြည့်ရခဲ့တာနော်ခမည်းတော်လည်းကိုစိန်ခေါ်ခြင်းတဲ့သူရှိရင်စိန်ခေါ်လို့ရတယ်လူစိတ်ကအောင်မက်တာကိုစကားဦးတန်းလိုက်ပြီးတော့နောက်ထပ်စိန်ခေါ်ပွဲဖြစ်တဲ့လယ်မျိုးဓာတ်နဲ့ထောက်ပြီးတော့နှစ်ဦးချင်းပြိုင်ထိုးတာကို လက်ခုပ်လက်ဝါးတီးကအားပေးခဲ့ကြတယ်။မဟုတ်သေးပါဘူးတခုခုတော့လွဲနေပြီ။အောင်မြတ်သာစိတ်ထဲကနေရေရွတ်လိုက်ပြီးခေါင်းကိုခံရလိုက်တဲ့အချိန်ကြိတ်ကြိတ်တို့စီကားနေတဲ့လူအုပ်ကြီးရဲ့ပုံရိပ်တွေကရေခနေရေခနေပြောက်ွယ်သွားသလိုမောင်ကောင်းတဲ့ခေါင်းသားတွေရဲ့ပုံရိပ်တွေကလည်းပြောက်ွယ်သွားခဲ့တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကအမောင်တို့ဖုံးလွှမ်းသွားပြီးတော့၆ကက်ကက်ရေတံခန္ဓာကိုယ်ရဲ့ဘေးပတ်ပတ်လျာနဲ့ထွက်ပေါ်လာခဲ့တယ်။ဒီလိုဖြစ်ကိုအောင်မြတ်သာတယောက်တည်းကြုံရတာမဟုတ်ပဲမောင်ကောင်းတဲ့ခေါင်းသားကိုလည်းကိုယ်စီကြုံတွေ့နေခဲ့ရတယ်။ မောင်ကောင်ခုံးလားငါတောင်ကြားလားကြားတယ်ဆရာအတန်တော့ကြားတယ်လူတော့မမြင်ရဘူးနှစ်ယောက်လုံးဘယ်ဟိုမှမရွေ့ပဲရောက်တဲ့နေရာမှာထိုင်ချလိုက်အောင်မဲတာစကားကြောင်မောင်ကောင်နဲ့ခုံးလားတို့ထိုင်ချလိုက်ရာမောင်မဲနေတဲ့ပတ်ဝန်းကျင်ကချက်ချင်းဆိုလိုနေကင်းအတွင်းကိုပြောင်းသွားခဲ့တယ်ဘယ်လိုလဲဗျကျောက်စီမှာနေရတာပျော်ရဲ့လားကျောနောက်ဘက်ကနေထွက်လာတဲ့အတန်ကြောင်ကြည့်လိုက်ရာယောဂီအင်ကြီးကိုဝှက်ထားတဲ့သူနဲ့တထေရတဲ့သူနေတဲ့လူတယောက်မတ်တက်ရက်နေတာမြင်လိုက်ရတယ် သူ့အနောက်မှာတော့နေတချောင်းကိုွေးလိုက်ဆက်လိုက်လုံးနေတဲ့လုံးစစ်ကမောင်ကောင်းတဲ့ခွန်သားရဲ့ကြောပြင်ကိုတန်းနေတာကရက်နေခဲ့တယ်။မင်းကကျုပ်ကရွာသားရဲ့အားကိုရဆောင်တပည့်လီခင်ဗျားတို့ဒီကိုလာမယ်ဆိုတာသိလို့ဇလန်းထွေပြီးတော့ယုံသွင်းခဲ့တာ။မင်းကငါတို့စားတွေ့တွေကမလိမ့်တဲ့ဘက်လောက်ခဲ့တာပါလား။အောင်မြတ်သားမြေကြီးပေါ်မှာထိုင်ချလိုက်ပြီးတော့လုံးစစ်ကိုစစ်စစ်ကြည့်ကငါကလည်းမင်းတို့လောက်မတွေးတတ်ရင်ဒီနယ်ပယ်ထဲကိုမလာပါဘူးကွ။အဲ့လိုပြောပြီးတော့မျက်နှာကိုလက်နဲ့တတ်ချလိုက်ရာ မူလရုပ်တွေဟာကြီးလင်းတန့်ရှင်းစွာပေါ်ပေါ်လာခဲ့တယ်။ခမည်းဘာလို့ရွာသားနဲ့ရုပ်တူနေရလဲ။လူတူမရှာနာမည်တူမရှာဆိုတော့ဒီလိုပါပဲတပည့်ရ။သိကြတာတခုကတော့သူတို့တောင်ရောက်ဒီနေရာမှာပဲဘဝကိုဆုံးသက်ရမှာ။ရွာသားဆိုတဲ့သူကအောင်မဲ့တာတို့ကိုကြည့်ပြီးတော့လက်ဖြစ်တစ်ချက်တီးလိုက်ရာကွင်းမြင်ပပတ်လျာနဲ့တဒဟန်ဆုံးအရွယ်ဆုံးမကောင်းဆိုးဝါးထွက်ပေါ်လာခဲ့တယ်။ရွာသားဆိုသူကအောင်မဲ့တာတို့ကိုစစ်စစ်ကြည့်ပြီးတော့မြေကြီးကိုဖမ်းနှောက်နေပေါက်လိုက်ရာမြေကြီးတွေကလှိုင်းလုံးတစ်ဖွဲတက်လာပြီးတော့ ဆရာတပည့်တော်ရောက်ရဲ့ခစားအုံးတီကိုမြုပ်နေအောင်ချုံနှောင်ခံလိုက်ရတယ်။အောင်မြတ်သားတို့ချုံနှောင်ခံရတာကိုသိတဲ့မကောင်းဆိုးဝါးတွေကရှည်လျားတဲ့လက်သေးတွေနဲ့ခန္ဓာကိုယ်ထိုးခွဲဖို့အနားကပ်လာတဲ့အချိန်ကြေရောင်တွေတလက်လက်တောက်ပနေတဲ့ကောင်းငင်ကနေအပြူအောင်အလင်းနှံသုံးခုကစူးကနေထိုးဆင်းလာခဲ့တယ်။အလင်းနှံရဲ့အချိန်ကြောင့်မကောင်းဆိုးဝါးတွေဖွာကနေလွတ်ထွက်သွားပြီးတော့ချုံနှောင်ခံထားတဲ့အောင်မြတ်သားတို့ရဲ့ခန္ဓာကိုယ်တွေကလည်းဖျောင်းနေလို့အေးပြောကြလာခဲ့တယ်။ရွာသားနဲ့လူစစ်လေကွင်းအလယ်မှာကြာလာတဲ့ကိုယောင်ကိုပါတောက်ပနေတဲ့အရာသုံးခုကိုကြည့်လိုက်ရာ အင်းစမရဲ့အပြစ်ရေးဆွဲထားတဲ့ပဲဖြူစင်ကျင်အင်းကြီးကိုဝစ်စင်လာတဲ့အောင်မြတ်တာတို့တောင်းရောက်ကိုမြင်လဲရတယ်။ရွာသားအနေနဲ့အောင်မြတ်တာတို့နားမလဲစွာကြည့်လိုက်အရေးပြောကြနေတဲ့အရာတွေကိုကြည့်လိုက်နေဖြစ်နေတဲ့အချိန်ဒီလိုနေရာကိုလာဖို့ကျုပ်တို့ဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေရှိခဲ့တယ်လို့ပြောခဲ့ရမလား။မင်းတို့ကဘယ်လိုလုပ်ပြီးခမည်းကရုတ်တရက်ပေါ်လာပြီးတော့ကျုပ်တို့ကိုကူညီပေးခဲ့တာရဲ့ရွာသားဆိုတဲ့သူကခမည်းစကားကိုချက်ချင်းလက်ခံပေးတာရဲ့ကတန်တရားဝင်စရာပဲလေ။ ဒါကြောင့်လူတိုက်ပွဲကိုမလာခင်ဖယောင်းကိုပါရောက်အစီရင်ကိုအသုံးပြုပြီးတော့ကိုဝါးစီလုခဲ့တာဒီတခါတော့ကျုပ်တို့လွယ်လွယ်နဲ့ချုံအောင်လို့ရမှာမဟုတ်တော့ဘူးအောင်မေတ္တာစကားဆုံးတာနဲ့ညာလဝါးကိုရှေ့ထုတ်ပြီးကာလိုက်ရလက္ခဏာအရေးကြောင်းနေတဲ့ကအလွန်သိငဲ့တဲ့လူပူလေးတွေခုံထွက်လာခဲ့တယ်နှမ်းစီလောက်ပဲရှိတဲ့လူတွေကမြင်းကြီးပေါ်တဖြည်းဖြည်းကျလာပြီးတော့လေးနဲ့ထိတွေ့ချိန်မှာတော့အသက်၁၈နှစ်အရွယ်ယောက်ျားလေးတွေအတွင်ပြောင်းလဲသွားခဲ့ကြတယ်မောင်ကောင်းတဲ့ခုံသားကိုလည်းအောင်မေတ္တာရဲ့ဘဲညာတစ်ဖက်စီမှာနေရာယူလိုက်ပြီးအခြေအနေကိုအကဲကတ်နေတဲ့အချိန် လွန်စည်ရဲ့လက်ညှိုးကဖြတ်ခနဲလှောက်ရှားလာခဲ့သလိုနားထဲမှာလည်းလေတိုးတန်တစ်ချက်ကိုကြားလိုက်ရတယ်။မောင်ကောင်းလည်းအတန်ကြားတဲ့ဘက်ကိုကြည့်လိုက်ရာလူကြီးပေါင်လုံးကရှိတဲ့တစ်သားချိုတစ်ချောင်းကအမောင်တွေကနေသူတို့ရှိရအောင်ပြေးဝင်လာတာကိုမြင်လိုက်ရတာကြောင့်လက်ဝါးနဲ့ကပြီးတော့ဆွဲပြစ်လိုက်ရာကျေလောင်တဲ့အတန်နဲ့အတူအနားမှာရှိတဲ့တစ်ပင်ကအစိမ့်စိမ့်အမောင်မှာကွဲထွက်သွားခဲ့တယ်။အဲ့ဒီချိန်နှစ်ဖက်တိုက်ပွဲစတင်ခဲ့ပြီမို့ရွာသားနဲ့လုံစစ်တို့ဘက်ကနေလက်အောက်ခံမကောင်းဆိုးဝါးတွေညာတန်ပေးကရှေ့ကိုတိုးဝင်လာခဲ့ကြသလိုအောင်မဲတားရဲ့လက်ကနေဖြစ်ပေါ်လာတဲ့ကိုပွားတွေကလည်း လင်မြန်တဲ့အချိန်နဲ့ရှေ့ကိုပြေးဝင်သွားခဲ့ကြတယ်။အောင်မဲသားကတော့ရွာသားဆိုတဲ့သူနဲ့ထိတ်တန့်ရင်ဆိုင်နေရပြီးမောင်ကောင်းတဲ့ခွန်းလာကတော့လွန်းဆစ်ဆိုသူနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။ရွာသားဆိုသူရဲ့ပညာကအင်းစမောက်ကိုအခြေခံထားတဲ့အောင်လန်းမော်အတက်ဖြစ်ပြီးအောင်မဲသားရဲ့ပညာကတော့အင်းစမောက်ကိုအခြေခံထားတဲ့အတက်မော်ပညာဖြစ်တဲ့အတွက်အတိုင်းတစ်ခုထိတ်တန့်တွေ့နေချိန်မှာတော့မိုးချိန်တန်လိုအတန်တွေကျဲလုံးစွာထွက်ပေါ်လာပါတော့တယ်။အောင်မဲသားရှင်းမြောင်တန်လျက်ဆက်ဖြတ်အင်းကိုတုံးပြီးရွာသားဆိုတဲ့သူရဲ့ပညာဆက်တွေကိုဖျက်ထောက်ဖို့ကြိုးစားခဲ့တဲ့ချိန် ထိုသူကလည်းစက်ပြက်အင်းကိုကာကွယ်တဲ့မော်နဲ့တိုင်းကအင်းကိုတုံးကတားဆီးခဲ့တယ်။ရွာသားရဲ့ထူးခြားချက်ကအောင်မြတ်တာတုံးတဲ့ဘဲပညာရက်ကိုမဆိုတံပြန်ကာကွယ်နိုင်ခဲ့တာပဲ။အောင်မြတ်တာလည်းရွာသားရဲ့အားနည်းချက်ကိုအကဲခတ်ရင်းတိုက်ခိုက်လာခဲ့တာညာဦးပိုင်းအချိန်ကနေအာယုံတက်ခန့်နေအချိန်ထိရောက်လာခဲ့တယ်။တစ်ဖက်မှာလည်းလွန်စင်းနဲ့မောင်ကောင်းခုံးလာရဲ့တိုက်ပွဲကဟိုင်းငင်းနဲ့ဂျင်းငင်းနဲ့မြည်တဲ့အထိပြင်းထန်နေခဲ့တယ်။လွန်စင်းကရွာသားရဲ့လက်ရင်တစ်ဘက်ဖြစ်တဲ့အတွက်ပညာရှင်တွေမှလည်းမောင်ကောင်းတို့ထံမနှိမ့်တဲ့အခြေအနေမျိုးရှိနေခဲ့တယ်။ တိုက်ပွဲကတညနဲ့တရက်ကြာတဲ့အထိအနံ့ရှုံးမပေါ်တာကြောင့်ရွာသားဆိုသူကပညာဆက်တွေအားလုံးကိုဖျက်ချလိုက်ပြီးဒီလိုပဲတိုက်နေမယ်ဆိုအနံ့ရှုံးပေါ်ဖို့ကခက်လိမ့်မယ်ကျုပ်ဘဝမှာလည်းပညာရှင်တွေအများကြီးနဲ့ရေဆိုင်ခဲ့ဘူးပဲမြင်ခမားလိုလူမျိုးနေတော့အခုမှတွေးဆမှုတာပဲကျုပ်လည်းခမားလိုတမ်းမြန်ပညာရကျောင်းကျင့်သူကိုပထမဆုံးတွေ့ဘူးတာပဲဒါနဲ့ခမားရဲ့ဆရာဘသူများလဲကျုပ်ဆရာဥဒိတ်ခပါအောင်မေတ္တာစကားကြောင့်ရွာသားမျက်နှာမှာအံ့ဩမှုတွေပေါ်လာပြီး ကျုပ်ကိုပညာသင်ပေးတဲ့သူ ਨੇ ဘာလို့တူနေရလဲခမည်းရဲ့ဆရာကလည်းဥဋ္ဌိခပဲလားဟုတ်တယ်ကျုပ်ရဲ့ဆရာနာမည်ကလည်းဥဋ္ဌိခပဲမဖြစ်နိုင်တာဒီလူလိန်ပြောနေတာပဲဖြစ်မယ်ဆရာမောင်ကောင်းစကားကိုအောင်မြတ်တာလက်ကပြလိုက်ပြီးတော့တိုက်တိုက်ဆိုင်ဆိုင်ကျုပ်ကကိုကိုကိုပြန်တိုက်နေရတာကိုကျုပ်လည်းတတိထားမိပါတယ်ခမည်းနဲ့ကျုပ်ကပညာရဲ့ဘိုင်းမှာလည်းမတင်မရင်ဖြစ်သလိုတပည့်တွေရဲ့ပညာကလည်းတူနေရမြင်မိတယ် ခမားမှာတပည့်ဆိုလို့ဒီတယောက်ပဲရှိရမလားနောက်ထပ်တယောက်ရှိသေးတယ်ဒီမှာရှိတာလွန်စစ် နောက်တယောက်ကလွန်တစ်လို့ခေါ်တယ်လွန်တစ်ကကျုပ်တောင်းဝန်ပေးထားတဲ့ကိစ္စတခုနဲ့ခီးထွက်နေတာလीကျုပ်ကခမားကိုရက်ဆက်တဲ့သူလို့ထင်တာလားဒါမဲ့အခုလိုကြောက်လဲထင်စလို့မဟုတ်ဘူးပဲခမားတော့လေကျုပ်နဲ့ရန်တိုက်တာခံရပြီလို့ထင်တာဒီစကားကဘာအိပ်ပဲလဲခမားတော့အခုဒီလိုလာတာကျုပ်ကိုကောင်းမထောင်နိုင်အောင်လှုပ်ဖို့လာတာမလားဟုတ်ပါတယ် တင့်ကိုဆုံးမဖို့ရောက်လာတာပါကျုပ်လည်းရိပ်မိပါတယ်ဒါမဲ့ခမရတို့ကကျုပ်ထင်တယ်လို့ဟောမဟုတ်ဆိုတာစမ်းသပ်ချင်လို့အခုလိုဖန်တီးလိုက်တာတကယ်တော့ဒီကိစ္စတွေအားလုံးကိုချေလည်နေတဲ့သူကဝေဒမင်းကောင်လို့ခေါ်တဲ့သူပဲဒီနာမည်ကျုပ်ကအခုမှကြားဘူးပါလားအမှန်တမ်းပြောရရင်ကျုပ်လည်းကောင်းတဲ့သူတော့မဟုတ်ပါဘူးကျုပ်ကဒီရွာတွေအားလုံးကိုဝေဒမင်းကောင်မဖြတ်စည်းအောင်ကာကွယ်ပေးနေတဲ့သူပါ तू ကဘယ်လောက်တောင်ပညာစွမ်းထက်တာလဲ ကျုပ်တို့နေရပေါင်းတိုင်တော့သူ့ကိုနိုင်မအတော်စူးစမ်းယူရမယ်။ तू ကဘာလို့ဒီရွာတွေကိုဖျက်ဆီးဖို့လုပ်နေရလဲ။သူ့ရဲ့ရည်ရွယ်ချက်ကအခြားပုံတွေကိုကျူးကျော်နိုင်မှုပဲ။ तू ဒီလိုလုပ်ဖို့ဆိုရင်ကျုပ်အပိုင်သားရတဲ့ရွာတွေကဖျက်မှာပဲရမှာ။ဒါကြောင့်ဒီရွာကိုကျူးကျော်နိုင်မှုနီလာမျိုးမျိုးတုံးနေတာ။ဒါဆိုခမရကျုပ်တို့ဝေဒမင်းကောင်ရဲ့လူလိုထင်နေကြတာပေါ့။ဟုတ်ပါရဲ့ဗျာ။ကျုပ်ကထင်ရင်လဲထင်ရင်စရာပဲလေခမရတို့ရဲ့ကူမှာထွက်နေတဲ့အကြောင်းအရာတွေကတော်တော်သိအောင်မဟုတ်တာ ဒါဆိုကြောက်တူလာရှာရဲ့သူကခမည်းမဟုတ်ပဲနဲ့ဝေးရမင်းကောင်ဖြစ်နေတာပေါ့တိတ်ဟုတ်တာပေါ့ခမည်းနဲ့ကြောက်ကိုပူးပေါင်းကြရင်မကောင်းလားဒီလိုဆိုတော့လေအတိုင်းထက်လို့မော်ဗျာဒါနဲ့ခမည်းတို့ဘုံကလူတွေကမကြခဏဆိုသလိုဒီဘက်ကိုလာလေးရှိကြတယ်သူတို့ကဝေးရမင်းကောင်ကိုရှင်မို့လာကြပြီမဲ့တယောက်မှအသက်ရှင်လေးကပြန်ထွက်မသွားနိုင်ကြဘူးဒါဆိုခမည်းကကြောက်နေပါလို့ပူးပေါင်းမပြောနေရတာလေဝေးရမင်းကောင်ရဲ့ဒေါသကိုမကြောက်ဘူးလား အရှင်သူတွေဆိုရင်တော့ကျုပ်ကမသိသလိုပဲနေတာအခုတော့ကျုပ်နေလို့မရတော့ဘူးလေဒီအခွင့်အရေးကိုမှအသုံးမချနိုင်ရင်နောက်ထပ်အခွင့်အရေးဆိုတာရှိလာမှာမဟုတ်တော့ဘူးဒါနဲ့ခမရဲ့နာမည်ကဘယ်လိုခေါ်လဲကျုပ်ကတော့ရွာသားလိုပဲခေါ်ကြပေမဲ့တကယ့်နာမည်ရင်းကတော့အောင်မြတ်တာပါရွာသားရဲ့စကားကြောင့်မောင်ကောင်းတဲ့ခွန်လာတော့အပြင် အောင်မြတ်တာပါအံ့ဩသွားပါတော့တယ်အမောင်မတ်ချန်ကအောင်မြတ်တာနဲ့တပည့်ဖြစ်သူလွန်းစင်းနဲ့လွန်းသည့်အလင်းမတ်ချန်ကအောင်မြတ်တာနဲ့တပည့်ဖြစ်သူ မောင်ကောင်းတဲ့ခွန်လာတို့နှစ်ဖွဲ့ပေါင်းပြီးဝိဒမင်းကောင်ကိုခက်ခက်ခဲခဲရင်ဆိုင်ကြမယ်အကြောင်းကိုတော့အောင်မေတာနဲ့ဝိဒမင်းကောင်ဆိုတဲ့ဇလန်းလေးမှာနားဆင်ပေးကြပါအောင်အခုလိုအစုံနေလိုက်ပါအားပေးနားဆင်ကြရတယ်ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကြံရှိနေသေးတဲ့အပိုင်းစက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လေး channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ